Hello. အားလုံးပဲမင်္ဂလာပါရှင်။ Lily True Dermatologist Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်မနာမည်ဒေါက်တာထူးထူးကျော်ပါ။ရေပြားထုတ်ကူဆရာဝန်ပါ။ဒီနေ့ဗီဒီယိုကတော့ sponsor မဟုတ်ဘူးเนาะ။ကိုယ့်အကိုပဲကိုယ်သုံးတဲ့အကြောင်းပေါ့နော်ပြောမှာ။ကိုလည်းကိုရိုင်းကဖြစ်ဆွက်စာလေးတွေကိုကြိုက်တယ်သိလား။အဲ supplement လို့ခေါ်တာပေါ့လေ။အဗီတာမင်စတေးလေးဖြစ်နိုင်တယ်တခြားပေါ့မာတီဗီတာမင်စမဟုတ်တဲ့ဟာလေးတွေပေါ့နော်ဥပမာအိုမီဂါ3 fatty acid တို့နော် အဲ EVE တို့တွေ collagen တို့အဲ့လိုမျိုးလေးတောက်တာကိုကလည်းကြိုက်တယ်လေနော်ကြိုက်တဲ့ခါကျတော့အခုဒီနေ့ပြောပြမှာကျတော့ EVE ဆိုတာအဲ evening primrose oil ပေါ့ EVE မဟုတ် EPO ကိုခေါ်မှာပေါ့နော် evening primrose oil ဆိုတာဈေးကွက်ထဲမှာတော့အများကြီးရှိတယ် EPO soft တို့ EVE 500တို့ EPO 3တို့နော်အဲ့လိုမျိုးတို့ inat vitamin e ပဲသီးသန့်ပါတယ်တော့မတူဘူးလीเนาะ inat တို့ပါလို့ဆိုလို့ရှင်တို့က vitamin e ပဲဒါ vitamin e မဟုတ်ဘူး ညာမညာမွေးပန်းရဲ့အစီပေါ့နော်အဲ့အစီရရတဲ့အစီပေါ့အဲ့အစီသူကဘာတွေကောင်းချိုးရှိတာလဲဆိုတော့ကျမကြာရေပြားအထုကုဆရာဝန်ဆိုတော့ဒီရေပြားနဲ့ဆိုင်တဲ့အကြောင်းပဲပြောမှာပေါ့နော်အဲစကင်ကိုသူကဘာတွေကောင်းချိုးပေးတာလဲဘာဖြစ်လို့ဟိုကိုရိုင်းကတောက်တာလဲဆိုတဲ့အကြောင်းပြောမှာနော်သူကနံပါတ်1အဓိကက wax ထွက်တဲ့ဟာကိုနည်းစေတယ် wax ကသမားတွေတောက်ရင်ကောင်းတယ် ကိုရိုင်းကကျမကကျတော့အစီပြန်တဲ့အသားကြီးအစီပြန်မဲ့ဝက်ချံထွက်တဲ့အသားကြီးအဲ့ဒါကြောင့်မို့ကျမကတောက်တယ်အစီပြန်နဲ့ဝက်ချံလည်းထွက်တယ်အဲ့ဒါဆိုဘယ်လိုကောင်းတာလဲဆိုတော့ anti inflammatory action ရှိတယ်ရောင်ရမ်းမှုတွေကျစေတယ်ပေါ့နော်ရောင်ရမ်းတာကျတယ်ပြီးရင်အအစီထွက်တာလည်းတားရတယ်ပေါ့အစီတွေလည်းနှဲစေတယ်နော်အဲပြီးတော့ moisturizing effect လည်းရှိတယ်အအသားကြီးဆုပ်ပြေစေတယ်ပေါ့နော်ပြီးရင်သူက anti inflammatory effect ရှိတဲ့အတွက်ကြောင့်မို့လို့သူကဝက်ချံကြီးတွေအကြီးကြီးတွေနာနေတယ်ရောင်နေတယ်ဆိုလို့ရှိရင် ်ညည်းတာတွေအဲ့ဒါကြီးဆိုတက်ပါတယ်နော်အဲ့ဒါကြောင့်တောက်တာပြီးရင်နောက်တစ်ခုကတော့ skin barrier function ကိုကောင်းစေတယ်အဲ့ skin barrier function လေးကိုကိုကသဘောကျတယ်လေနော်အဲ့တော့ဝက်ချံထွက်ပြီးတော့ skin barrier ပြတ်နေမှဖြစ်ဖြစ်ကိုကအဲ့လိုမျိုးဆိုတောက်တယ်အဲ့တောက်တယ်ပေါ့လေနော်ပြီးရင်သူကလေ inflammatory ရော non inflammatory ရောအဲ့ဒါဘာလဲဆိုတော့အဆီဘူးတွေအဆီဘူးတွေရှင်လည်းတက်တာတယ်ရိုးရိုးပြည်တယ်နာဝက်ချံအဲ့လိုမျိုးတွေလည်းတက်တာတယ်အဲ့နှမျိုးစလုံးရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ eczema ပေါ့ skin အနေနဲ့ဆိုလို့ရှိရင် eczema ဆိုရင်နှင်းကူနော်နှင်းကူသမားတွေဆိုလို့ရှိရင်သူတို့ကအသားရေကရေဓာတ်ဆုံးရှုံးလို့ခြောက်လို့နော် transepidermal transepidermal water loss ဆိုတဲ့ဟာရှိတယ်နှင်းကူမှာအဲ့ဒါကြောင့်အသားခြောက်တယ်ပေါ့အဲ့ဒီဟာကိုတတ်တာစီတယ်ဒီ evening primrose oil က နှင်းကူတွေမှာဆိုလို့ရှိရင်အဲ့ဒီရေဓာတ်ထိမ့်သိမ့်ပေးတယ်ပေါ့အဲ့တော့အဆိုဓာတ်ကိုရစေတယ်အဲ့နှင်းကူတွေတက်တာတယ်ပြီးရင် anti inflammatory ဆိုတော့ရောင်ရမ်းတာတက်တာတော့နှင်းကူမှာ flare up ဖြစ်တာပေါ့နော်ဟိုဘာကြောင့်မှမသိဘူးနှင်းကူတွေပြင်ပြင်ကြွနေရဆိုတော့ဟောင်းတက်တာစီနောက်တစ်ခုကလေအဲ့ဒီ evening primrose ဆိုတာလေသူကအရေပြားအတွက်ဆိုအားလုံးကောင်းတယ်ဆိုပြီးတော့ပြောကြတယ်ဘာလဲဆိုတော့သူကအဲအရေပြားရဲ့ elasticity လေကြုံနိုင်ဆန့်နိုင်တဲ့စွမ်းအားပေါ့နော်ဖိလိုက်လို့ရှင်ပြန်ပြီးတွန်းခံတယ် တွန့်ကန်တယ်အဲ့လိုမျိုးဟာတွေတော်လည်းကောင်းတယ် elasticity ကောင်းတယ်ပြီးရင်အဲ့ဒါအရေးပြားကတင်းရင်းတယ်ပေါ့နော်အဲ collagen ရဲ့ effect ကိုလည်းသူကပို့ပြီးတော့ support ပေးတဲ့သဘောပေါ့အဲ့လိုမျိုးလေးရှိတယ်ပြီးရင်အဆိုခုနကပြောတဲ့အဆိုတက်ထိန်းတယ်ပေါ့ moisturizing effect ရတယ်အဲ့ဒါကြောင့်မို့ skin drug ဆို overall skin health ကအရင်ကောင်းတယ်လို့ပြောတယ်အမျိုးသမီးတွေအတွက်ကောင်းတာကိုပြောပြမယ်နော် အမျိုးသမီးတွေအတွက်ဒီ evening primrose oil ကဘာကောင်းလဲဆိုရင် ယာတိလာကဏီရင်ဒါတော့လူတိုင်းမိပါသိကြရတယ်။ယာတိလာကဏီရင်နာရာကျင်နာကြိုက်ခဲတာ ပြီးရင်ရှင်သားတွေတင်းတာနော်လူကဖောက်တွတ်တွတ်ဖြစ်တာလူကြီးကလည်း bloating ဖြစ်နေဖောက်တွတ်တွတ်ဖြစ်နေအဲယာတိလာကဏီရင်ဆိုအဲ့လိုပဲပြီးရင်ယာတိလာကဏီရင်မျက်နှာတွေပါတယ်ဆိုလို့ရှိရင်ဝတ်ချံတွေထွက်တယ်အဆီတွေပြန်တယ်ပေါ့နော်အဲ့လိုမျိုးဟာတွေအတွက်ဆိုလို့ရှိရင်လည်းအရန်ကောင်းတယ်ပြီးရင်ဒါကတော့ premium ဆိုတာ symptom လို့ခေါ်တာပေါ့နော်ယာတိလာကန်နေဖြစ်တဲ့ဟာယာတိလာကန်နေမဟုတ်ဘူးဒီသွေးဆုံးမှန်ကြီးအမျိုးသမီးတွေဆိုလို့ရှိရင်လေ သွေးဆုံးကနေရင်ဖြစ်တာပူလိုက်အေးလိုက်ဒီ flashion တွေရတယ်ဟာမျက်နှာကြီးရပူလာပြီးအေးလာပြီးအဲအဲ့လိုမျိုးဟာတွေလည်းတက်တာတယ်ပြီးရင်ညဖက်အိတ်လို့ရှင်လေချွေးထွက်တာခေါင်းချွေးထွက်တာတို့ပါလို့ရှိတယ်ပြီးရင်ရုတ်တရက်အိတ်ရနေနိုးလာတို့ပါတော့အဲ့ညာဒီအဲသွေးဆုံးကနေအမျိုးသမီးတွေမှာဖြစ်တဲ့လက္ခဏာတွေပေါ့နော်အဲ့ဒီဟာတွေအတွက်လည်းဒီ evening primrose oil ကတက်တာစီတယ်ပြီးတော့သူကကိုလက်စထရောကိုကျနေတယ်အဆီရက်တွေကျတယ်ပေါ့နော်နှလုံးကျန်းမာရေးအတွက်ဆိုတော့တော်တော်ကောင်းပါတယ်ပြီးတော့အာယုံကြောတွေ အယိုးတွေနာကျင်တာအာအယုံကျောင်းကကြတော့ဒီပေါ့နော်အာယုံကျောင်းအားနေတယ်လို့ပါအာယုံဆူဆိုင်မှုနေတယ်လို့နော်ပြီးရင်အာယုံကျောင်းမှာထုံနာကျင်တာတချို့ရှိတယ်လေအဲ့ဒါမျိုးတွေဆိုလဲတတ်တာတယ်ပြီးရင်အယိုးတွေနာကျင်တာနော်လေးဘက်နာမှာတမျိုးရှိတယ် rheumatoid arthritis လို့ခေါ်တာပေါ့အယိုးတွေအစ်စ်တရားလေးရောင်ပြီးဝင်ပုံတံပြက်တာလက်တွေဆိုကိုကိုကောက်ကောက်လေးရှိနေတတ်တာရှိတယ်အဲ့လိုမျိုးတွေဆိုလို့ရှိရင်ဒီ evening primrose oil ဆွဲတောက်ခြင်းအဖြစ်အဲ့ဒီရောင်ရမ်းမှုလည်းကြာစီတယ်အဲ့ဒီအယူနာကျင်နာတွေလည်းတက်တာတော့အားလုံးတို့ကောင်းနေပေါ့နော်ကဲသူ့ရဲ့ကောင်းကျိုးကတော့ဟုတ်ပါပြီဆိုးကျိုးရော side effect မရှိဘူးလားဆိုတော့ side effect လည်းရှိပါတယ် side effect ကဘာလဲဆိုတော့ပြောပါလောက်အောင်လို့မရှိဘူးနဲတော့နဲတယ်ပေါ့နော် bite ထဲမှာမအီမတာဖြစ်တာနော်အဲ့လိုပြုတ်စင်အန်ကျင်နာအဲ့လိုမျိုးတချို့တလေမှာရှိတတ်တယ်ဒါ dose တိအများကြီးတော့မတောင်းနိုင်ပါတော့ပုံမှန်ဆိုသူက500လောက်ရှိတယ်ပြီးတော့1000လို့ပါတော့เนาะအဲ့ဒီဟာလေးတွေတောက်လို့ရတယ်ခေါင်းကြိုက်တာရှိနိုင်တယ် နော်အဲတချို့ကကြတော့လေ allergy အဲ့ဒါနဲ့မတည့်ဘူး allergy ဆိုတာလည်းရှိသေးတယ်အဲ့ဒါဆိုလို့ရှိရင်တော့ဒီကုန်းလုံးရှားပြီးတော့ရာနာဖူတွေထွက်လာမှာပေါ့လေနော်တချို့ကကြတော့ဝင်းနေပျော့စီတယ်နော်ဝင်းပျော့တယ်ပြီးရင်သွေးတိုးသမားတွေဆိုလို့ရှိရင်သူတို့ကသွေးပေါင်ကျစရေတောက်နေရမလားအဲ့ဒါဆိုလို့ရှိရင်ဒီလိုမျိုး evening primrose oil တောက်လို့ရှိရင်ကျသွေးပေါင်ပိုကျတတ်တယ်အဲ့ဒါလေးတော့သတိထားရမှာပေါ့နော်ပြီးရင်တချို့တွေကြတော့ဒီသွေးကျဲစေးတို့ဘာလို့တောက်နေတာရှိတယ်အဲ့ဒါမျိုးဆိုလို့ရှိရင်လည်းသွေးပိုကျဲတတ်တယ်ပေါ့ဒီဟာတောက်နေတဲ့အတွက်သွေးပိုကျဲတတ်တယ်နော် အဲကောင်းတဲ့အချက်တွေကတော့ဒီကိုကြောက်ခုကြံခဲ့တာဗာလဲဆိုတော့သူကအမျိုးသမီးတွေမှာလေတချို့တွေဆိုလို့ရှိရင်လေအမျိုးဥအိမ်အလုံးဖြစ်တာတော့အရေးအိတ်တဲတာတော့ရှိတယ်နော် ovarian cyst လို့ခေါ်တာပေါ့မျိုးဥအိမ်အဲအရေးအိတ်ပေါ့အဲ့လိုဟာမျိုးတွေဆိုလို့ရှိရင်လေဒီ OG ဆရာဝန်ကြီးကအာဒီ evening primrose oil အကြာရေးတောက်ဆိုပြီးတော့ပေးလေးရှိတယ်နော် ုပြောပြရဲ evening primrose wine ဆိုတာညမွေးပန်းကရတဲ့ညညမွေးပန်းရဲ့အစီကရတဲ့အစီပေါ့နော်သူ့မှာပါတာကြတော့ဒီအာ gamma lanolenic acid ဆိုတာ omega 6 fatty acid ပါတာပေါ့နော်အာ omega 3နဲ့ omega 6တို့ကလူတွေအတွက်ကောင်းကျိုးပေးတယ်လေဒီဟာကတော့အပင်ကရတဲ့ omega 6 fatty acid ပေါ့နော်သူကငကိုတော့အရင်တော့ဆိုလို့ရှိရင်သူကဆိုမြောက်အမေရိကတိုက်ကဒီလူတွေက ရိုးရာစေတိုင်းရင်းစေအနေနဲ့တုံးကြရတယ်ပေါ့နော်သူရဲ့ native origin i north america နောက်တော့လူတွေအကောင်းချိုးတွေများလာတဲ့အတွက် paper တွေလုတ်ပြီးတော့သူတွေသူတွေတနာစာတန်းနေနဲ့အစေးအနေနဲ့အဲ့လိုမျိုးတွေထုတ်လာကြရပေါ့နော်ဒါက supplement ပဲ supplement ဆိုတော့ဖြည့်စွက်စာအဲ့တော့တောက်ပါလို့လည်းတိုက်တွန်းတာရှိသလိုအဲတောက်ရင်လည်းရတယ်မတောက်ချင်လည်းရတယ်ဘာမှမဖြစ်ဘူးတချို့ဆရာဝန်တွေကကြတော့အဲဒီဖြည့်စွက်စာတွေကိုတိုက်ကြတာရှိတယ်တချို့ဆရာဝန်တွေကကြတော့ဒီ လိုမျိုးဖြစ်ဆက်စာတွေကိုမကြိုက်တာလည်းရှိတယ်မကြိုက်ဘူးဆိုတာဒါကဆရာဝန်တယောက်နဲ့တယောက်ခံယူချက်ချင်းမတူဘူးပေါ့နော်သူအကြိုက်နဲ့ကိုအကြိုက်မတူဘူးချက်ဆက်စာကိုဘာဖြစ်လို့တချို့တွေကမကြိုက်ကြရလဲဆိုတော့ဆရာဝန်ဆိုတာ evidence based medicine ကိုပဲအခြေခံပြီးတော့ဥပမာ paracetamol ဆိုလို့ရှိရင်အကိုက်ခဲပြောက်စေဒီဖြားနာပြောက်စေအဲ့တော့အဲ့ဒီဟာအတွက်ဆိုလို့ရှိရင်ဖြားနာတယ်ကိုက်ခဲပြောက်တယ်ကိုက်ခဲအတွက်ဆိုလို့ရှိရင် paracetamol ကိုတောက်လိုက်တာ ਨੇ နောက်အဲနှစ်နာရီလောက်အတွင်းမှာကြောက်သွားတယ်နော်အဲ့ဒါဆိုလုံးဝ သိကြတယ်အဲ evidence base ပဲဒီဟာကြောင့်ဒီဟာဖြစ်လို့ဒါတိုက်လိုက်တဲ့တော့ပျောက်သွားတယ်ဒါပေမဲ့ဒီ supplement ဆိုတာအဲ့လိုချက်ချင်းမရအောင်သူ့ရဲ့အာနိသင်ချက်ချင်းလည်းမရအောင်နော်တချို့အဲတချို့တွေကြာလို့ရှိရင်သူ့ပြေသနာစာရန်တွေထပ်ပြီးတော့ပြုစုရအောင်မယ်ထပ်လုပ်ရအောင်မယ်ဆိုပြီးတော့အဲ့လိုမျိုးလေးတွေရေးထားတာရှိတယ်နော်အဲ့တော့ဒီဟာဆိုလို့ရှိရင် placebo လို့တချို့တွေကခေါ်ရပေါ့ placebo ဆိုတာ စိတ်ပညာမှာ placebo ဆိုတာရှိရပေါ့နော် placebo ဆိုတာဘာလဲဆိုရင်ဒီယောဂရှိတဲ့လူနှစ်ယောက်ကိုပဲနော်ဆေးပေးတယ်ပေါ့ဒီတစ်ယောက်ကိုတော့ဆေးပေးတယ်နောက်တစ်ယောက်ကိုတော့ဆေးမဟုတ်ဘူးဒါပေမဲ့လူနာကိုတော့ဆေးလို့ပဲသိထားတယ်ပေါ့ရှည်ဝဲထားလိုက်ပါတော့အဲ့လိုမျိုးပေးတယ်ပေါ့နော်အဲ့တော့じゃအဲ့နှစ်ခုဆိုလို့ရှိရင်ရှင်ပြီးတော့နောက်နောက်ပြန်ပြီးတော့ကြည့်တဲ့အခါကျရင် လူနာကတော့ဆေးပေးထားတယ်ထင်ပြီးတော့လဲတတ်တာနေတာလဲရှိတတ်တယ် အဲ့အဲ့အဲ့အမျိုးဆိုရင် plastic bowl လို့ခေါ်တာပေါ့နော်ဒီအစားထိုးပြီးတော့ပေးထားတာအဲ့လိုမျိုးဟာလေးတွေဆိုလို့ရှိရင်ဒီ supplement ကလည်းအဲ့လိုမျိုးတွေမှာလည်းပါတယ်ပေါ့နော်တချို့တွေကအဲ့လိုပြောကြအဲ့တချို့ဆရာဝန်တွေကအဲ့လိုကြိုက်တာရှိတယ်မကြိုက်တာလည်းရှိတယ်ကျမတငယ်ချင်းနှလုံးထိုးခုဆရာဝန်ဆိုလို့ရှိရင် तू အဲ့ plastic bowl ပေးရတော့မကြိုက်ဘူးပေါ့နော်အဲ့တော့သူ့လူနာရယ် तू ပေးလို့မရှိဘူးအဲ့လိုမျိုးလေးရှိတယ် အဲ့တော့ခုကကိုဟိုတောက်တောက်ချင်လဲတောက်ပေါ့နော်ဟိုမတောက်ချင်လဲသဘောပါနော်အဲ့တော့ဒီဟာကောင်းကျိုးလေးတွေဘာရှိလဲဆိုတဲ့အကြောင်းပြောပြပေးထားတယ်ပြီးတော့ side effect တွေဘာရှိလဲဆိုတဲ့အကြောင်းလေးပြောပြပေးထားတယ်ကျမကပြီးတော့အရေးပြအထူးကုဆရာဝန်ဖြစ်တဲ့အတွက်ဒီ evening primrose oil ကအရေးပြအတွက်ကိုဘလူးကောင်းကျိုးပေးတယ်ဆိုတဲ့အကြောင်းလေးနဲ့ရှင်းပြီးတော့ပြောပြပေးထားတာဖြစ်ပါတယ်ကျမလည်းပါတော့အရေးပြပါဆက်နေကြပါစေရှင်နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးဆုံတွေ့မယ်နော်ဘိုင်ဘိုင်